မင်္ဂလာပါရှင်။ CNN သတင်းဌာနရဲ့2025ခုနှစ်အော်တိုဘာလ30ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့အော်တိုဘာ29ရက်နေ့ကစပြီးမြန်မာတက်မတော်နဲ့ TNN တို့နှစ်ဖက်အပြစ်ခတ်ရဲစဲရေးကိုလက်မှတ်ထိုးခဲ့ပြီးနောက် TNN အနေနဲ့ဘလို့မဟာဗျူဟာပြောင်းသွားသလဲဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးကက်ခတ်တွေကြားတုံ့တက်မှုတွေရှိနေတယ်ဆိုတဲ့သတင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့တွေ့ဆုံမဲ့အစည်းအဝေးကိုနိုင်ငံတကာကစိတ်ဝင်စားစွာနဲ့စောင့်ကြည့်နေတယ်ဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အောက်ဆောင်သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့အော်တိုဘာ29ရက်နေ့ကစပြီးမြန်မာတပ်မတော်နဲ့ TNN တို့နှစ်ဖက်အပြစ်ခတ်ရဲစဲရေးကိုလက်မှတ်ထိုးခဲ့ပြီးနောက် TNN အနေနဲ့ဘလို့မဟာဗျူဟာပြောင်းသွားတယ်လဲဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးကက်ကက်တွေကြားသုံးသပ်မှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်မျိုးသားလူမျိုးရေးတံတော် TNN လေးဟာအောက်တိုဘာ26ရက်နေ့ကနေစတင်ကမြန်မာတံတော်နဲ့နှစ်ဖက်အပြစ်ခတ်ရဲစဲရေးကိုလက်မှတ်ထိုးခဲ့ပြီးနောက် TNN အနေနဲ့ဘလို့မဟာဗျူဟာပြောင်းသွားတယ်လဲဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးအကဲခတ်တွေကြားစောင့်ကြည့်နေကြပါတယ်။ TNN အနေနဲ့ရှိပြီးသားကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာမြို့နယ်နှစ်ခုသာမကဲ တက်တုံညာနှစ်ခွန်စစ်စင်ရေးပထမလိုင်းအတွင်းသိမ့်ပိုင်ရရှိထားတဲ့နမ်တူမျိုးနဲ့တချို့မျိုးတို့ကိုပြန်လိုချင်သေးတဲ့အတွက်ထပ်မံညှိနှိုင်းကြအောင်မယ်လို့ထင်ကြောင်းပုံမြူသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO NCS မှဥက္ကဋ္ဌဘုံမူကြီးခွန်ဦးကာကစီရင်နာတည်င်းဌာနကိုပြောပါရယ်သူတို့ကတော့သူတို့ကမူလညွန့်မယ်နှစ်ခုပေါ့ကိုပဲဥချုပ်ခွင့်ရပြီးပါရှိပြီးသားပါဘယ်လောက်ကိုပဲဥချုပ်ခွင့်ပြီးပါအဲ့ဒီပါမျိုးကိုပဲဆက်ဆက်မမာနဲ့ဒီလိုလောက်ရမယ်ဒါမှမဟုတ်လဲဒီအခြေအနေက မျိုးနဲ့နှမျိုးနဲ့အားနဲ့သုံးမျိုးနဲ့တော့လေးမျိုးနဲ့တော့အပူကလည်းနိုင်ငံကြီးအရာဆွေးနွေးရင်းနဲ့တောင်းနိုင်ပါလား။ဒါမှမဟုတ်အပြည့်ရပြီးတော့ငင်းချမ်းနဲ့နေနဲ့ဆွေးနွေးရတောင်းရတယ်တော့ပြစီဘယ်လိုကွန်ထရိုးပါလဲအပြည့်အစုံများတာကိုပါသိနိုင်အောင်လက်တော်ဘောဖြစ်နိုင်ပါလား။ဒါပေမဲ့ဉာဏ်လေလူတက်ကလည်းဒီမှတ်လို့နေတော့မယ်တော့သူတို့ပြိမချင်တဲ့ပုံမပေါ်ဘူး။ဒါပေမဲ့ဟိုအစ်စင်ကြီးပထမဆုံးလိုင်းမှာရတာလည်းမျိုးတချို့တော့သူတို့ ကန်ဆိုရတဲ့သဘောရှိတယ်။နမ်ဘာနမ်တူလိုပါလို့ပါလေသူ။အဲ့ဒါတော့သူတို့ဆိုင်ကြီးနေပါတယ်နော်။ဒီပွဲနဲ့ပြောမှာမဟုတ်ဘူးကောင်။တရုတ်နိုင်ငံရဲ့ကြားဝင်ဆစ်ဆက်မှုနဲ့2025ခုနှစ်အောက်တိုဘာ29ရက်ကနေ28ရက်အထိကုမင်းမြို့မှာမြန်မာတပ်မတော်ကဒုတိယပိုချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့အဖွဲ့နဲ့ TNL ကဒုတိယပိုချုပ်ကြီးတာချုပ်ကြားဦးဆောင်တဲ့အဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့တာပါ။အဲ့ဒီတွေ့ဆုံပွဲကိုတော့တရုတ်ရဲ့မြန်မာအရေးအထူးတန်တမန် မစ္စတာတင့်ရှူချင်းကကမကထပြုလုပ်ဦးဆောင်နှိမ့်နိုင်ခဲ့တာဖြစ်ကြောင်းသိရပါဗျ။အဲ့ဒီတွေ့ဆုံဆွေးနွေးမှုဟာ၉ချိန်မြောက်ဖြစ်ပြီးနှစ်ဖက်ပြစ်ခတ်ရစဲရိတ်ကိုအောက်တိုဘာ29ရက်မှာစတင်အသက်ဝင်ကြောင်းသဘောတူလက်မှတ်ရေးထိုးခဲ့ကြကောင်းမိုးကုန်းနဲ့မိုးမိတ်မြို့နယ်တို့ကနေတအောင်းတက်တွေပြန်လဲဆုတ်ခွာမှာဖြစ်တယ်လို့တရနယ်လေးကထုတ်ပြန်ထားပါဗျ။ဒါပေမဲ့မိုးကုန်းနဲ့မိုးမိတ်မြို့နယ်တွေကနေဘယ်အချိန်ကာလမှာအပီးတိုင်ဆုတ်ခွာသွားမယ်ဆိုတာကိုတော့ဖော်ပြထားတာမရှိပါဘူး။အဲ့ဒီလိုပဲတအောင်းဒေသကိုလည်း ြန်မာတပ်မတော်ကလေရင်ဘုံကျဲတာထိုးစစ်စင်တက်ခိုက်တာတွေမပြုတ်ဖို့ထုတ်ပြန်ချက်အရာသိရပါတယ်။ TNL ဟာတပ်တုံများနှစ်ခွန်စစ်စင်ရေးအတွင်းမြို့နယ်ဆက်နှမြို့နယ်ကိုတိုက်ခိုက်ထိန်းချုပ်ခဲ့ပြီးနောက်မြန်မာတပ်မတော်ကနောင်ချိုကြောင်မဲတီဘောစတဲ့မြို့နယ်တွေကို2025ခုနှစ်ဇွန်ဇူလိုင်လတွေကနေစတင်ကပြန်လည်သိမ်းပိုက်ခဲ့တာပေါ့။ TNL အနေနဲ့မြန်မာတပ်မတော်ရဲ့တံပြန်ထိုးစစ်ဆင်မှုတွေကြောင့် တိမ့်ပိုက်ထားတဲ့မြို့တချို့ကိုပြန်လဲလက်လွတ်ခဲ့ရပြီးစစ်ရေးရှုံးနေနေချိန်မှာအခုလိုမျိုးအပြစ်ခတ်ရဲစဲရေးကိုလက်မှတ်ထိုးလိုက်တာဟာသဘောထားပြောင်းသွားတာမဟုတ်ပေမြေပြင်အခြေအနေပေါ်လက်ခံလိုက်တဲ့သဘောဖြစ်တယ်လို့ပိုးမျိုးသားလူမျိုးရဲ့အဖွဲ့ချုပ် PNL SCS မှာဥက္ကဋ္ဌပုံမှုကြီးခွန်ဥက္ကာက CNN တင်ထဏာကိုပြောပါတယ်။ဟာပြောင်းတာထက်တော့အခြေအနေပေါ်လက်ခံလိုက်တဲ့သဘောပါ။ဒီချက်ကောင်းပါလို့လောက်ရင်သူလည်းမှာမယ်၊မျိုးရမယ်လည်းနာမယ်၊လူထုလည်းနာမယ်။နောက် 老我努力挣钱了冇，种老大地嘛，努力干了我们毕业嘛，努力咩咩咩，一个适应阿老阿哥个老人，到去干点啥嘞？到去干啥路嘞？人家伊讲嘛，伊是外一个，阿家里阿龙，啊，这些看那个老男个啦，我哋我家里个，过年有姑子那个叫做，哦，苏宁阿个下子现在阿们都冇去了，伊个一讲。 တိုက်မယ်ဆိုရင်အာပြည်လူထုကအများဆုံးတင်လာကြပါအောင်နောက်ပြီးတော့ဗာကြလာမှလည်းထွက်မှာမဟုတ်ဘူးငါကြီးရလာလည်းထွက်မှာမဟုတ်ဘူးအဲဒါကိုဘောမောင်ကြီးကဒါနားလေသဘောပေါက်လို့ဒီလိုစနေရအောင်လာလို့ယူဆပါဘူးသူတို့နှစ်ဖက်အဖွဲ့အစည်းအနေနဲ့ပြီးခဲ့တဲ့ဧပြီလမှာတွေ့ဆုံမှုပြုလုပ်ခဲ့သေးပြီးတတုံညာနှစ်ခုစစ်စင်ရေးဒုတိယလှိုင်းအတွင်းတရနယ်လီကတင်ပိုက်ခဲ့တဲ့နောင်ချိုကြောင်မဲ တီဘောမိုးကုံနဲ့မိုးမိတ်မျိုးတို့ကိုပြန်ပေးဖို့မြမတမတော်ဘက်ကဆွေးနွေးခဲ့ပေမဲ့ TNL ဘက်ကလက်မခံခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မြမတမတော်ကနောင်ချိုကြောင်မဲနဲ့တီဘောကိုတင်ပိုက်နိုင်ခဲ့ပြီးအခုအခါမှာတရုတ်ကျောင်းဝင်မှုနဲ့ကြန့်ရှိနေတဲ့မျိုးနှမျိုးကိုပါပြန်လည်ရရှိသွားတာပါ။တစ်တုံများနှစ်ခွန်စစ်စင်ရေးနှစ်နှစ်ပြည့်ပြီးတဲ့အချိန်မှာတော့စစ်စင်ရေးဒုတိယလှိုင်းမှာ TNL ဘက်ကတင်ပိုက်ထားတဲ့မျိုးတွေကိုလက်လွတ်လိုက်ရတာဖြစ်ပါတယ်။ ပြည်ရင်းစစ်ကြားလေးလေငင်းကြေးရဖို့ဝေးလေလေဖြစ်လိမ့်မယ်လို့ TNDB ဥက္ကဋ္ဌဆိုင်းထိတ်အောင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာပြည်ရင်းစစ်ကြားလေလေငင်းချင်းရေးရဖို့ဝေးလေလေဖြစ်မယ်လို့တိုင်းလိုင်းရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာဆိုင်းတီအောင်က CNN သတင်းဌာနကိုပြောပါရတယ်။အဲဒါကြောင့်လက်နက်ကိုင်ဖွဲ့စည်းအလုံးအနေနဲ့နိုင်ငံတော်မျက်နှာကြည့်ပြီးအတိတ်ကိုသင်ခန်းစာယူကြမယ်ဆိုရင်ငင်းချင်းရေးရသွားနိုင်ကြောင်းသူကထောက်ပြပါရတယ်။ငင်းချင်းရေးလုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်ကြတဲ့နေရာမှာအယူဆအမျိုးမျိုးအတွေးခေါ်အမျိုးမျိုးကျိုးပန်းဆောင်ရွက်မှုတွေအမျိုးမျိုးရှိကြောင်းနိုင်ငံရေးလေလံသုံးသပ်သူတွေကထောက်ပြကြပါရတယ်။ပြည်ရင်းစစ်ကြားလေလေငင်းချင်းရေးရ ဖို့ဝေးလေလေဆိုတာကလက်နက်ကင်ဖွဲ့စည်းအားလုံးကိုကြိုးမရှာပဲနိုင်ငံတော်အမျက်နှာကြည့်ကြမယ်ဆိုရင်ငင်းငယ်ရေးအမြဲဆုံးရသွားနိုင်ကြောင်းတိုင်းလိုင်ရှန်ဒီမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာစိုင်းတရောင်ကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်ကျွန်တော်စီရင်စစ်ကြရင်ငင်းချေးရဖို့ပုံဝေးတော်လေဆိုတာကတော့ဒါရတယ်မမတယ်ကလေးဒါမဲ့ပင်ငန်းကယူရဖို့လိုပဲပင်ငန်းကယူရင်တော့ငင်းချေးရအမြဲများဆက်ဆံရသွားနိုင်ပါလေအခုကလက်နက်ကင်ဖွဲ့စည်းရများလာတယ်ဘာကြောင့်များလာလဲဆိုပြန်တုံ့တက်ဖို့ လို့ပဲတခြားကိုနည်းနည်းနဲ့အနိုင်ကျင့်နေဟာငါလည်းလက်မကန်ရဲ့ပြန်တိုင်းမှဆိုတဲ့ပုံစံမျိုးတွေဖြစ်လာတဲ့အခါကျတော့လက်မကန်ဖြစ်နေများလာတော့ဒီပြည်သူမှာလက်မကန်တစ်ဖက်တိုးတိုင်းတိုးတိုင်းမှာပြည်သူပြည်သူမှာဝန်လို့ဝန်တစ်ခုတိုးရတယ်ဒါဥပမာနေနဲ့ပြရမယ်ဆိုရင်တော့ KIA နဲ့အဆင်ကြီးကိစ္စလေးကိုဆိုနိုင်ရှင်လို့ရပါတယ်ဒီ KIA ကဒီလက်မကန်ကြီးမှာပြည်သူကိုနှိပ်စက်တယ်ကျွန်တော်တို့ဒီရှမ်းပြည်မျိုးတော့အများလုံးနှိပ်စက်တဲ့အခါကျတော့သူ့ကိုပြန်တိုက်ဖို့တကူဒီဆောင်တော်နဲ့ပူးပေါင်းရင်လည်းမဖြစ်ရောက်တဲ့အခါကျတော့ဟိုတီချာလက်မကန်ကြီးကသူ့ကိုဖွဲ့ပြီးပြန်တိုက်မယ် ဆိုတဲ့ခါကျတော့ SNE တစ်ဖက်ပေါ်လာပြန်တယ်။ဒါကြောင့်ဂျင်းနဲ့ကန်ဖွဲ့ကြီးတွေအားဖြင့်ပြည်ပြည်စစ်ကြတယ်လေညီချင်းရဖို့ဝေးလေလေဆိုတဲ့စာကဂျင်းနဲ့ကန်ဖွဲ့ကြီးတွေအားလုံးကကိုရိုးမချပဲနဲ့နိုင်ငံတော်မျက်နှာကြည့်ကြမယ်၊စိတ်ကိုတင်ကားစာယူကြမယ်ဆိုရင်တော့ညီချင်းရအများဆုံးရသွားနိုင်ပါတယ်လေ။ မြန်မာနိုင်ငံမှာလက်နက်ကိုင်ပြည်ခဖြစ်ပွားလာခဲ့တာဟာ1948ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်းကလေးကနေယနေ့အချိန်ထိဖြစ်ပါတယ်။အဲ့ဒီလိုတည်ဆောက်ခဲ့တဲ့အခါမှာလက်နက်နဲ့ငင်းချင်ရေးလဲလှယ်ခြင်း၊လက်နက်နဲ့စီးပွားရေးလဲလှယ်ခြင်း၊လက်နက်ကင်ထားတာနဲ့ငင်းချင်ရေးတည်ဆောက်ခြင်းစတဲ့ပုံစံအမျိုးမျိုးနဲ့တည်ဆောက်ခဲ့ကြပါတယ်။ရွေးကောက်ပွဲဆက်ဝင်ရဲ့ပြင်ပမှာလက်နက်ကိုင်ပြည်ခကတီးခြားကြံနေတာကြောင့်ရွေးကောက်ပွဲအလွန်တိုင်းရင်းသားကိုစားပြုမှုတွေလွတ်တော်တွေရောက်လာတဲ့အခါငင်းချင်ရေးလုပ်ငန်းစဉ်တွေပုံမကိုစားပြုမှုဖြစ်လာနိုင်တယ်လို့ပြည်သူ ပါတီ PP ဥက္ကရာဥက္ကိုကြီးကဆင်နေတဲ့တင်ဌာနကိုပြောပါရတယ်။ ိုင်ငံရေးနည်းလမ်းနဲ့အခုဆိုတဲ့ရေကောက်ပွဲကာလမှာရေကောက်ပွဲကပြဿနာတွေကိုမဖြေရှင်းနိုင်ပေမဲ့လို့ဖြေရှင်းနိုင်တဲ့လမ်းစာပေါ်လာလိမ့်မယ်လို့ကျွန်တော်တို့ကတော့ပြောလို့ရတယ်။ဒါကြောင့်မလို့လည်းနဲ့တိုင်းနည်းလမ်းနဲ့တိုက်ခိုက်နေတာဟာအပြေမထွက်ဘူး၊ရလမထွက်ဘူးဆိုတော့ကတော့ပြီးခဲ့တဲ့ပြည်ကြုံနေအရာအင်းကားကယူတင်တယ်လို့ကျွန်တော်ဒီလိုပဲမြင်ပါတယ်။တခုကတော့ပြီးခဲ့တဲ့ကာလတွေမှာလည်းရေကောက်ပွဲတွေအဆက်ဆက်လုပ်ခဲ့ပြီးနဲ့ရေကောက်ပွဲစက်ဝန်းရဲ့ပြင်ပမှာလည်းနဲ့တိုင်းပြိပခါကတီးကြလို့မျိုးကျန်နေတယ်။ အဲ့တော့လက်နက်ကင်အင်အားစုတွေနဲ့တွေ့ဆုံဆွေးနွေးတာပြီးတော့ကျွန်တော်တို့ဒီနိုင်ငံလုံးပြစ်ခတ်တက်ခဲ့မှုစာချုပ်ကိုပြန်လည်တုံးတက်ပြီးတော့အသက်ဝင်လာအောင်ဆောင်ရွက်တာအစရှိတဲ့ဂျင်းကျွန်တော်တို့ဆက်ပြီးတော့ဆောင်ရွက်နေရပါပါတော့ဒီလိုမျိုးဆောင်ရွက်တဲ့အခါမှာရေတောက်ပင်နီလန်ကတော့ကျွန်တော်တို့ကနိုင်ငံရင်းကိုစားပြုမှုပါလာတဲ့အတွက်ကြောင့်တွေ့ဆုံဆွေးနွေးမှုကပိုပြီးတော့အားကောင်းလာတယ်လို့ကျွန်တော်တို့ကဒီလိုမြင်ပါတယ်ဒီကာလမှာဆိုရင်ဒီကတက်မတော်ကပဲဦးဆောင်ပြီးတော့နိုင်ငံရှင်တွေဆုံးဖြတ်တယ်ဆိုတာမျိုးအခြေအနေပေါ့အဲ့တော့ရေတောက်ပင်ပြီးသွားရင်တော့တိုင်းမှာကို ကလေးတွေလည်းပါလာမယ်ဒီဒီမိုကရက်တစ်အင်အားစုတွေလည်းပါလာမယ်ဆိုရင်ငြိမ်းချမ်းရေးပါပူပြီးကျက်တဲ့နဲ့ပါဝင်မှုကိုစားပြုမှုဖြစ်လာမယ်လို့ကျွန်တော်တို့ပြောလဲပါတယ်မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1အနေနဲ့မြို့နယ်တရား2မြို့နယ်မှာကျင်းပမှာဖြစ်ပါတယ်။အဲဒီနောက်ရွေးကောက်ပွဲအပိုင်း2အား2026ခုနှစ်ဇန်နဝါရီလမှာမြို့နယ်တရားမှာကျင်းပမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းရွေးကောက်ပွဲရလဒ်အားမင်းစင်းရဲ့အငင်းပွားမှုတွေကိုအကြောင်းပြကဖျက်သိမ်းခဲ့တာကြောင့်ဒါမဲ့ရွေးကောက်ပွဲအပေါ်အ ယုံကြည်မှုအားနေပြီးစိတ်ဝင်စားမှုမရှိဘဲဖြစ်နေကြတယ်လို့လေးလာဆောင်ကြည့်သူတွေကထောက်ပြလျက်ရှိပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ NCA စာချုပ်ကိုလက်နက်ကင်၁၀ဘွဲ့လက်မှတ်ထိုးထားပေမဲ့ CNF, ABSDF, KNU တို့ကနှုတ်ထွက်ခဲ့သလိုစာချုပ်ပြတ်သွားပြီလို့ဆိုကမြန်မာတပ်မတော်နဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အလားတူ NCA ကိုလက်မှတ်မထိုးတဲ့ KIA, TNNA, AA, MNDAA တို့နဲ့မြန်မာတပ်မတော်ကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေသလို2021ခုနှစ်ဖေဖော်ဝါရီလရက်နောက်ပိုင်းပေါ်ပ ပေါက်လာတဲ့ PDF ရာပေါင်းများစွာနဲ့လည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ AA ဘက်ကတခုခုအမှားယွင်းရှိခဲ့မယ်ဆိုရင်အာဆာရဲ့အင်အားကိုရက်တက်နိုင်မှာမဟုတ်ဘူးလို့တင်တကမဟာဗျူဟာလေ့လာရေးအဖွဲ့မှအမှုဆောင်ဒရိုက်တာဦးသိန်းထွန်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာရခတ်တော်အေအနေနဲ့ရခိုင်မြောက်ပိုင်းမှာနေမြေထင်းကျုံမှုလုတ်ကင်ဆောင်ရရမှာသွားနေတဲ့လမ်းကြောင်းချွတ်ချော်သည်ရှိတော့အာဆာရဲ့အင်အားကြီးမှုကိုရက်တက်နိုင်မယ်လို့မထင်ကြောင်း တင်ကမဟာဗျူဟာလေးလာရေးအဖွဲ့မှအမှုဆောင်ဒါရိုက်တာဦးသိန်းထွန်းကစီရင်တဲ့တင်ဌာနကိုပြောပါရစေ။အခုဒီနေ့မှာလူမှုလိုင်းရှိနေတယ်။ဒီနေ့ဒီကြက်ကဘယ်လိုလဲ။ဒါကြီးဖြစ်သွားမှာလေ။ဒီကောင်ကတော့သူဒီတော့သူကလည်းညနေနဲ့ချင်းချုပ်ပြီးတော့အချင်းဝင်ပြီးယူပြီးချင်းတကယ်လုံးနိုင်မှာဆိုအချင်းလေးဒီအများကြီးတော့ဒီပြန်တာပါပဲ။ဒီရက်လုံးဆောင်မှုတွေပို့ပြီးတော့ဟိုပေါ့နာမည်ကမဖြစ်နိုင်ဘူး။ တို့တောင်းနေတယ်ညမှားသွားတယ်တကူချုပ်ဆက်သွားမယ်ဆိုတော့အားသာရင်အင်အားကြီးနေပြီးပြတ်နေနေတယ်ဘာဖြစ်လဲအဲ့ဒါကတော့ရှင်းပါတယ်ငွေလဲကဒီဒီမှာ quantity ကိုအများကြီးချစ်ချင်ပြီးရခါတော့ဒါအောင်ချင်းချင်းလေးနဲ့လုပ်ရရင်ဒီမှာပြရပေါ့အဲ့တော့ကောင်းကောင်းဒီဖောက်နိုင်မှုမရှိရင်လည်းရှင်ဘုံကြီးတိုက်ကြော်နေတဲ့ပြဿနာအခြေအနေဖြစ်ပါမယ်။အင်းကဒီကြော်ရောအခုဒီနောက်ဆုံးအေးကိုယ်တိုင်မှာသိဒေတာမှာဒီကြော် တရားဆိုင်ရာအလုပ်အကိုင်ကအတော်လေးကျေနပ်တဲ့အနေအထားကြောက်ပါမယ်လို့တိတ်ပါလို့ရပါတယ်။လက်ရှိမှာအေအထင်းချုပ်ထားတဲ့ရခိုင်မြောက်ပိုင်းဒေသတွေထိကမှမောင်တော်ပူတီတောင်နဲ့ရတိတောင်မြို့တို့မှာမွတ်စလင်လက်နက်ကိုင်အဖွဲ့အာစာရဲ့တိုက်ခိုက်မှုတွေဟာ2025ခုနှစ်အတွင်းပုံမကျေပြန့်လာလျက်ရှိတာပါ။2025ခုနှစ်မေလကနေအောက်တိုဘာလအတွင်းအာစာအဖွဲ့ရဲ့ပြစ်ခတ်တပ်ဖြတ်မှုကြောင့်အရက်သား90ဝန်းကျင်တေဆုံးခဲ့ကြောင်းရခိုင်သတင်းဌာနတွေကဖော်ပြထားပါတယ်။အာစာအဖွဲ့ဟာရခိုင်ပြည်နယ်မှာအခု2025ခုနှစ်အတွင်း အရင်ကထက်ပိုမိုလှုပ်ရှားလာနေတာဖြစ်ပြီးအရက်သားတွေကအဓိကပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့စစ်ရေးနဲ့နိုင်ငံရေးကဲခတ်တွေကထောက်ပြကြတာပါမွတ်စလင်လက်နက်ကိုင်အဖွဲ့အာဇာကိုနောက်ွယ်ကကိုကြီးထောက်ပံ့ပေးနေတဲ့ကမ္ဘာနိုင်ငံအသီးသီးရှိအစံဖတ်လူလားသူတွေရဲ့အင်အားပေါ်မူတည်ကရခိုင်နိုင်ငံရေးမှာဖိအားကြီးလာနိုင်တယ်လို့စီလုံးညစ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA မှဦးမြင့်ကျော်က CNN သတင်းဌာနကိုပြောပါတယ်ဒီကစားနိုင်ငံရေးပေါ်တရားမှုကြတာပါဒီကသူကအစားအရေးဆိုဆိုတာဟာ 你这女儿的乖乖的毛不呢？哪块嘛呢？你看看，那弟弟那现在，你讲他做多弟弟，这，这年头，这人，这生上我件不一样呢，你你真有这好哩？哎，都阿哩，这八来岁岁了，哦，你看那年头嘛，几多多，皮袄，穿哪样？咱们那底下屋，那都一看家家有，一看门面，没钱也要有，哦。 ကျွန်တော်တို့နိုင်ငံတကာကိုသူတို့ရဲ့ UN ကိုနော်ကပနိုင်ငံအသီးသီးကိုကျွန်တော်တို့မှရှိရဲကျွန်တော်တို့ရဲ့ participation ရဲ့နော်အမှန်တရားနော်တမိုင်းဖြစ်စေဒါရင်းကျွန်တော်တို့ပြသလဲအများကြီးချက်ပြရပြေဖို့နိုင်ငံတကာကိုအဲဆိုစစ်စစ်လုပ်ဖို့ဒါကြီးရတော့လိုပါလိမ့်မယ်ကပကြီးကလည်းမသိကြတော့မဟုတ်ဘူးအမှန်စစ်စစ်နည်းကိုတစ်ခါတစ်ခါ 个把男男的耶，那不是男男的也做那帮啤酒肉，而且伢都是讲那种火锅来吃嘛，加码些牛肉的男男的那点啊，嗯，他那点就中间是啤酒肉，而且的，中间个把鸡码些牛肉，个把鸡耶，哦，再添男男的嘛，个加锅个加锅吃嘛，那点，再那个。 ီဥစားပြီးမဖြစ်ဖို့တော့လိုတယ်ပေါ့နော်။အာစာအဲဆိုလိုဟာဘင်္ဂလားဒေ့ရှ်နယ်ချားဆောင်တက်ရဲ့အကူအညီကိုအပြည့်အဝရယူပြီးနှက်မြင့်နဲ့မယူတောင်တန်းလမ်းကြောင်းတွေကနေတဆင်ရခိုင်ပြည်နယ်မောင်တော်ခရိုင်အတွင်းကိုစိတ်ဝင်ရောက်နေကြောင်းသုံးသပ်မှုတွေလည်းရှိပါသေး။လက်ရှိမှာအေအအနေနဲ့ရခိုင်မြောက်ပိုင်းဒေသမှာအာစာအဲဆိုလိုကိုလိုက်လံရှင်းလင်းနေကြောင်းလည်းထုတ်ပြန်ထားတာပါ။ တိုင်းပြည်မငြိမ်သက်မှုတွေကြောင့်လူဦးရေတစားစားကျဆင်းလာရတာဖြစ်တယ်လို့နိုင်ငံရေးလေလာသုံးသက်သူဦးထက်အောင်ကျော်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအတွင်းရှိတိုင်းပြည်အခြေအနေအရမငြိမ်သက်မှုတွေကြောင့်လူဦးရေတစားစားကျဆင်းလာရတာဖြစ်တယ်လို့နိုင်ငံရေးလေလာသုံးသက်သူဦးထက်အောင်ကျော်ကစီရင်တဲ့သတင်းထံတော်ကိုပြောပါရယ်။ဆယ်စုနှစ်တွင်လူဦးရေပထမဆုံးအကြိမ်နှဲငယ်ရောကျလာတာကိုတွေ့ရှိရတယ်လို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လည်းကအော်တိုဘာ29ရက်မှာကျင်းပတဲ့2024ခုနှစ်လူဦးရေနဲ့အိမ်အကြောင်းအရာ ၎င်းစင်းထုတ်ပြန်တဲ့အခမ်းအနားမှာပြောကြားခဲ့ပါတယ်။မိမိတို့နိုင်ငံနိုင်ငံလူကြီးတွေနဲ့ပတ်သက်၍တကယ့်ကိုအလုပ်လုပ်နိုင်မဲ့လူငယ်လူရွယ်တွေများစွာရှိနေပြီးစုံအုပ်တံတန်တင်စားနိုင်ကြောင်းအဲ့ဒီလူငယ်တွေဟာတိုင်းပြည်အခြေအနေမငြိမ်သက်မှုနိုင်ငံအခင်းအကျင်းတွေကြောင့်ပြည်ပကိုရွှေပြောင်းလောက်ကန်နေထိုင်မှုကြောင့်သာလူကြီးရျော်နေလာတာဖြစ်တယ်လို့နိုင်ငံရေးလှိလာတုံးသက်သူဦးထန်အောင်ကျော်ကစီရင်သတင်းဌာနကိုပြောပါတယ်အဲ့လိုဖြစ်နေတဲ့အချိန်ကာလမှာဒီတိုင်းပြည်ကဒီအချိန်မှာတိုးတက်နိုင်နေဆိုတော့ကောက်ယူချက်တွေရှိတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီ နိုင်ငံရေးချင်းချင်းဖြစ်ပြီးတော့အာလူငယ်တွေအားဟိုတကယ်ကိုအလုပ်ဟိုစိုင်းပြီးဖွံ့ဖြိုးတိုးတက်စေတဲ့အလုပ်အကိုင်ဆိုရဲဒီ industry တွေတဲ့ဟိုမရောက်မသွားပဲနဲ့အာတခဏတစ်ခါတော့နာကင်တိုက်ခိုက်ပြီးတော့ကိုချင်းချင်းပြန်လေအဲဇန်တတူပြုတ်နေတဲ့အထည်ကိုရောက်သွားတဲ့ခါကျတော့အဲ့မှာလဲကျွန်တော်တို့ရဲ့လူငယ်အားတွေကအများကြီးဆုံးရှုံးသွားတယ်ပြီးတော့ဒီချင်းချင်းကိုအဲစိုးရိမ်နေတဲ့အတွက်ကြောင့်မလို့ဒီချင်းချင်းနဲ့မှမနေပါတဲ့အတွက်ကြောင့်မလို့ ပြည်ပနိုင်ငံမျိုးအလုံးအကင်ရတော့လကောင်းဟောပညာရေးရတော့လကောင်းနဲ့ဟိုကိုမိခင်နိုင်ငံကိုဆန့်ခွာပြီးတော့မှဘဝနေကြတဲ့လူကြီးချောင်းမလို့ပေါ့နော်ကျွန်တော်တို့ကဟိုကလူကြီးပြောကြတယ်ဆိုတာလေးချက်သွားတာပေါ့ဒါဒီလိုကိုရဲ့တကယ်ကိုတိုင်းပြည်ရဲ့တကယ်ကိုကောင်းမယ်ဆိုတဲ့အကောင်းဆုံးအချိန်အဲ့လိုအချိန်မျိုးမှာဒါကြီးဖြစ်သွားပြီးတော့ဟိုကျွန်တော်တို့က တကယ်အတာချက်ကြီးကိုမယူနိုင်နိုင်မှန်းအနေချက်ကြီးဖြစ်သွားတာတော့တိုင်းပြည်အတွက်တကယ်ကိုဟိုစိတ်မကောင်းကြရဘူးခင်းကျင်ဖြစ်ဖြစ်နော်မိမိတို့နိုင်ငံပထဝီနိုင်ငံကြီးအရာအရေးပါတဲ့နိုင်ငံတကာဖြစ်ပေမဲ့အိန္ဒိယနိုင်ငံကြီးအထက်လူဦးရေတိုက်တဲမှုနှေးပါနေကြောင်းအချက်အလက်များရာမိမိတို့နိုင်ငံရဲ့လူဦးရေဆယ်စုနှစ်အတွင်းပထမဆုံးအချိန်နှဲငယ်ရောကျလာတာကိုတွေ့ရှိရတယ်လို့ဗိုလ်ချုပ်မကြီးမင်းအောင်လှိုင်ကပြောပါတယ်ပြည်ပရောက်လူငယ်တွေကိုတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ီတွင်းကိုပြန်လည်ခေါ်ယူဖို့နိုင်ငံအဖွဲ့အစည်းတွေအနေနဲ့ဝန်ဝန်ကြိုးပမ်းဖို့လိုအပ်တယ်လို့နိုင်ငံရေးကိလာတုံးသက်သူဦးထောင်ကျော်ကထောက်ပြပါဗျာ။တိုင်းပြည်ကိုဆန့်ခွာပြီးမှနိုင်ငံခြားကိုတောင်းကြရတယ်ဆိုတဲ့လူတွေကတိုင်းပြည်ကိုမချစ်လို့အဲ့တိုင်းဒီတိုင်းပြည်အနေမှာဟိုပြန်မလာပြန်မလာတော့ဘူးကိုယ်ဆိုပြီးမှပွားရမှာမဟုတ်တာ။တကယ်ကိုအခုလက်ရှိအချိန်ဒီမှာတို့တို့အခက်အခဲတွေအများကြီးဖြစ်နေတယ်တကြောင်မလို့တာ။အဲကိုယ်တိုင်းပြည်ကိုဆန့်ခွာပြီးတော့တွားရတယ်။တွားတဲ့အခါမှာလည်းဟို တခြားနိုင်ငံမှာဒီလိုအလေးအလေးမှတ်တော့အလေးလိုက်နေတာမဟုတ်ဘူး။အလုပ်လုပ်တဲ့လူတွေကအလုပ်လုပ်နေတယ်ဟိုလာဟိုပညာတနက်လူတွေကပညာတက်နေတယ်။ဆိုတော့ကျွန်တော်တို့ကဒီအပြင်ကိုရောက်သွားကြတဲ့လူငယ်တွေရဲ့အာပြည်နှံနိုင်ငံမှာအလုပ်လုပ်တယ်ဆိုလို့ရှိရင်လည်းအဲ့ကအာဟိုအလုပ်အတွေ့အကြုံတွေရလာတယ်မယ်ပညာတင်တယ်ဆိုလို့သူတို့ပညာရေးတက်လာတယ်မယ်ဒါတွေကိုကျွန်တော်တို့ကတိုင်းပြည်အတွက်ကိုပြန်တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်ဖို့တော့ သူတို့ဘယ်လိုပြန်ပြီးတော့မှအာတန်းကြီးတွင်ပြန်ခေါ်နိုင်ပြီးတော့မှတန်းကြီးရဲ့ထုံးတူတူတမှုကိုသူတို့ကတော့တွဲဆောင်ရွက်နိုင်တယ်ဆိုတော့ချင်းချင်းဒီတရက်ကိုတော့ပေါ်ပြီးနိုင်အောင်ပါဗောနော်အဲ့လိုမပေါ်ပြီးနိုင်ရင်တော့သိုးတက်ထဆိုးမှာပါဗောအပေါ်ပြီးနိုင်အောင်အားလုံးကတော့ဝိုင်းကြိုးစားအောင်လူငယ်တွေကိုလစ်လို့ရှူတာပါကဒီမိုဂရဖစ်ဘာဒန်နဲ့သူတင်ញံအေးချမ်းမှုညှော်နေလာတယ်လို့အဆိုးဆုံးအခြေအနေဖြစ်ဒီမိုဂရဖစ်ဒီဇက်စတာ လူကြီးရေကျွန်လာချင်းဘေးရန်တွေဖြစ်သွားနိုင်တယ်လို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်အခုထပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်က2025ခုနှစ်အောက်တိုဘာ28ရက်မှာပြောကြားထားပါတယ်။ CNN သတင်းဌာနရဲ့နိုင်ငံတော်သတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီဂျင်းဖင်တို့တွေ့ဆုံမဲ့အစည်းအဝေးကိုနိုင်ငံတကာကစိတ်ဝင်စားစွာနဲ့စောင့်ကြည့်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တောင်ကိုရီးယားနိုင်ငံမှာပြုလုပ်တဲ့အာရှဗစီပဲစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အေဘက်အစည်းအဝေးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီဂျင်းပင်တို့တွေ့ဆုံမဲ့အစည်းအဝေးကိုနိုင်ငံတကာကစိတ်ဝင်စားစားနဲ့စောင့်ကြည့်နေတယ်လို့နေဂီအေရှာကဖော်ပြခဲ့ပါတယ်။အမေရိကန်နဲ့တရုတ်ကြားကုန်သွယ်ရေးစစ်ပွဲကြောင့်တင်းမာမှုတွေမြင့်တက်ခဲ့ပြီးနောက်ထရန့်နဲ့ရှီတို့တွေ့ဆုံချိန်မှာအဓိကစောင့်ကြည့်ရမယ့်အချက်တွေရှိနေကြောင်းကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ပါတယ်။သူတို့နှုတ်ဦးတွေ့ဆုံချိန်မှာအဓိကဆွေးနွေးမဲ့ပထမအချက်မှာကုန်သွယ်ရေးနဲ့ ကုန်သွယ်ကုန်တွေအပြန်အလှန်တိုးမြင့်မှုကိုသဘောတူညီမှုရယူရေးဖြစ်ပါတယ်ထရန့်ဟာတရုတ်ရဲ့မြေချသတ္ထုတင်ပို့မှုတွေထိန်းချုပ်မှုကဲ့သို့အ धिक အရေးကိစ္စတွေမှာတင်းမာမှုတွေရောကြစေဖို့သဘောတူညီချက်တစ်ခုရရှိအောင်တွန်းအားပေးလှုံ့ဆော်ပေးရှိနေပါတယ်ဒုတိယအချက်မှာထရန့်ဟာအမေရိကန်နိုင်ငံအတွင်းကိုဖန်တနိုင်းမူရစ်စေဝါတွေဝင်ရောက်မှုကို တိုက်ဖြတ်ရေးအတွက်ရှိနေအလေးနဲ့ဆွေးနွေးတော့ပဲရှိပါတယ်အမေရိကန်ဟာဒီမူရစ်စေဝါကိစ္စနဲ့ပတ်သက်ပြီးတရုတ်ကုန်စည်တွေအပေါ် ကုံတဲ့ကုံနဲ့တိုးမြင့်ခဲ့တာဖြစ်တာကြောင့်ဒီရေးကိစ္စဟာဆွေနှွေညီနိုင်မှုတွေမှာအပါမဖြစ်ပါဝင်လာမှာဖြစ်ပါတယ်။တတိယအချက်မှာပြည်ခြားတပ်ထုတွေထောက်ပံ့ရေးကွင်းဆက်ဖြစ်ပါတယ်။တရုတ်ဟာပြည်ခြားတပ်ထုတွေတင်ပို့မှုကိုကန့်သတ်ခဲ့တာကြောင့်ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်ကိုထိခိုက်စေခဲ့ပါတယ်။ဒါကြောင့်အမေရိကန်ဟာတရုတ်ရဲ့ပြည်ခြားတပ်ထုတွေတင်ပို့ရောင်းချမှုကိုထိန်းချုပ်ထားမှုပေါ်ဖြေလျှော့စေဖို့ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။သတုဒ္ဓအချက်မှာအမေရိကန်တရုတ်အားပြိုင်မှုမှာတောင်ကိုရီးယားနိုင်ငံရဲ့အခန်းကဏ္ဍဖြစ်ပါတယ်။ ရှီနက်ထရန်တို့ဟာတောင်ကိုရီးယားမှာတွေ့ဆုံတာကဒေတာတွင်တောင်ကိုရီးယားရဲ့အခန်းကဏ္ဍကိုမြင့်တက်စေမှာဖြစ်ပါတယ်။တောင်ကိုရီးယားဟာအေဗက်စည်းဝေးကိုတဘာပတိဖြစ်လက်ခံကျင်းပယုံတာမကအမေရိကန်နဲ့တရုတ်ကြားအင်အားချိန်ခွင့်ရှာညှိမဲ့နိုင်ငံအဖြစ်ချုပ်မြင်ခံရရပါတယ်။နောက်ဆုံးအချက်မှာထိပ်သီးအစည်းအဝေးတွေဟာ မီဒီယာတွေရဲ့အာယုံဆိုင်မှုကိုရရှိလေးရှိရာကြောင့်ထွက်နယ်ရှိတို့ရဲ့တွေ့ဆုံမှုမှာအလုံးစုံသဘောတူညီမှုရရှိခြင်းထက်ပြဿနာတွေကိုတင်းတော်စွာစီမံဖြေရှင်းရေးသဘောတူညီမှုသာရရှိဖွယ်ရှိကြောင်းကြွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်တရုတ်နဲ့အိန္ဒိယစစ်တပ်ဟာနှစ်နိုင်ငံနယ်စပ်ဒေသစီမံခန့်ခွဲရေးအတွက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ တရုတ်နဲ့အိန္ဒိယစစ်တပ်ဟာနှစ်နိုင်ငံနယ်စပ်ဒေသစီမံခန့်ခွဲရေးအတွက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါဗျ။အဲဒီနောက်အခြေခံပြဿနာတွေကိုဖြေရှင်းဖို့တီးဆဲလုံထုံးလုံနည်းတွေကိုအသုံးပြုဖို့သဘောတူခဲ့တယ်လို့အော်တိုဘာ29ရက်ကထုတ်ပြန်ခဲ့ပါဗျ။တရုတ်နဲ့အိန္ဒိယတို့ဟာ2020ပြည်နှစ်ကအိန္ဒိယစစ်သား20ဦးသေဆုံးခဲ့ပြီးတရုတ်စစ်သား၄ဦးသေဆုံးခဲ့တဲ့ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက်ဟိမဝန္တနယ်စပ်မှာစစ်ရေးတင်းမာမှုတွေကိုချော့ချဖို့ပြီးခဲ့တဲ့နှစ်ကသဘောတူညီမှုရရှိခဲ့ပါဗျ။ ဒီသဘောတူညီချက်ကို2024ခုနှစ်ကလက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်းနိုင်ငံခြားတိုက်ရိုက်လေကြောင်းလိုင်းတွေပြန်လည်ပြည့်စွဲရေးရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးတွေတိုးမြင့်ရေးတို့အပါအဝင်ဆက်ဆံရေးတွေတိုးတက်အောင်အစီအစဉ်တွေလှုံ့ဆော်ခဲ့ကြပါတယ်။အောက်တိုဘာ25ရက်ကအိန္ဒိယနိုင်ငံရဲ့သဘောထားကိုအခြေခံတဲ့ထိပ်သီးအဆင့်အစည်းအဝေးမှာနှစ်နိုင်ငံကြားစစ်တပ်နဲ့တန်တမာရေးလမ်းကြောင်းတွေမှာတဆင့်ဆွေးနွေးမှုတွေကိုဆက်လက်လှုံ့ဆော်ဖို့သဘောတူခဲ့ကြတယ်လို့တရုတ်ကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။တည်ငြိမ်မှုကိုဆက်လက်ထိန်းသိမ်းကြဖို့နေဆက်ဒေတာတချို့အခြေခံပြဿနာတွေကိုဖြေရှင်းဖို့လက်ရှိလုံထုံးလုံနည်းတွေကိုဆက်လက်အသုံးပြုမယ်လို့သဘောတူခဲ့ကြပါတယ်လို့အိန္ဒိယနိုင်ငံသားရဲ့ဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ ဩဂတ်စ်လကအိန္ဒိယဝန်ကြီးချုပ်မိုဒီဟာခုနှစ်နှစ်အတွင်းတရုတ်နိုင်ငံကို ပထမဆုံးတော့ရောက်ခဲ့ပြီးချန်ဟန်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO အစည်းအဝေးကိုတက်ရောက်ခဲ့ပါတယ်။ဒီခရီးစဉ်အတွင်းမိုဒီနဲ့တရုတ်သမ္မတရှီဂျင်ပင်တို့ကအိန္ဒိယနဲ့တရုတ်တို့ဟာပြိုင်ဘက်တွေမဟုတ်ပဲဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်တွေဖြစ်ကြောင်းသဘောတူခဲ့ကြပြီးကုန်သွယ်မှုဆက်ဆံရေးကိုတိုးမြှင့်ဖို့နှီးလန်းတွေကိုဆွေးနွေးခဲ့ကြပါတယ်။ ဟူတီတပုံတွေထိန်းချုပ်ထားတဲ့ရီမြင်အကျဉ်းတောင်ကိုအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုဟာစစ်ရာဇဝတ်မှုအဖြစ်စုံစမ်းစစ်ဆေးတင်တယ်လို့တက်ကြွလှုပ်ရှားသူတွေကပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ယီမေနိုင်ငံမှာဧပြီလအတွင်းကဟူသီတပုံတွေထိန်းချုပ်ထားတဲ့အကျဉ်းထောင်ကိုအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုစစ်ရာဇဝဲမှုဖြင့်စုံစမ်းစစ်ဆေးတင်ကြောင်းတက်ကြွလှုပ်ရှားသူတွေကပြောကြားခဲ့တယ်လို့ AB ကဖော်ပြခဲ့ပါတယ်။ယီမေနိုင်ငံဆတာဘီနယ်မှာဧပြီလ28ကဖြစ်ပွားခဲ့တဲ့ဒီတိုက်ခိုက်မှုကြောင့်အကျဉ်းထောင်အတွင်းထိန်းသိမ်းခံထားရတဲ့အာဖရိကရွှေပြောင်းနေထိုင်သူ60ခန့်တေဆုံးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိုစုံစမ်းစစ်ဆေးဖို့နိုင်ငံတကာလူငင်းချမ်းသာခွင့်အဖွဲ့ AI ကတိုက်တွန်းခဲ့ပါတယ်။ Israel ဟာမတ်စစ်ပွဲဖြစ်ပွားနေချိန်တွင် ွင်ပင်လယ်နီမှာဖျက်ဆန်းသွားလာနေတဲ့သင်္ဘောတွေကိုပြစ်မှတ်ထားနေတယ်။ဟူဒီတဘုံတွေကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ညွန်ကြားချက်နဲ့လေကြောင်းတိုက်ခိုက်မှုတွေအရှိန်အမြင့်ပြုလုပ်နေချိန်မှာဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။အမေရိကန်ဘိုးစစ်ဌာနချုပ်ကတော့ဒီကျင်းတော်ကိုတိုက်ခိုက်မှုတွေဘလို့ရှင်းလင်းချက်မှထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ဟူဒီတဘုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့ Sorry ဥဆောင်တဲ့ညွန်ပေါင်းတပ်ဖွဲ့ကလည်းအရင်ကဒီကျင်းတော်ကိုတိုက်ခိုက်ခဲ့မှုပါတယ်။ operation road rider စစ်စင်ရဲ့ခံမဲ၃တက်ချက်ရလက်တွေကိုမကြခင်ထုတ်ပြန်မှုလှုပ်ဆောင်နေပြီ။ထိခိုက်နေတ ာခဲ့ရတဲ့အရက်သားတွေရဲ့သတင်းတွေအားလုံးကိုရယူနေပါတယ်လို့အမေရိကန်ဘူစစ်ဌာနချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဘူကြီးတင်ဟော့ကင်ကပြောကြားခဲ့ပါတယ်။ ဒီတက်ခိုင်းမှုဖြစ်ပွားခဲ့ပြီးနောက်ဟူဒီဖွဲ့ဟာအမေရိကန်စစ်တပ်အုံပြုခဲ့တယ်။အလေးချိန်ပေါင်၂50ရှိတယ်။ GBU 39ဘုံးတွေရဲ့အပိုင်းစားတွေကိုပြသခဲ့တယ်လို့နိုင်ငံတကာလူငင်းချမ်းသာခွင့်အဖွဲ့ကပြောကြားခဲ့ပါတယ်။နိုင်ငံတကာလူငင်းချမ်းသာခွင့်အဖွဲ့ကအင်တာဗျူးခဲ့တယ်။အသက်ရှင်ကျန်တဲ့အီသီယိုးပီးယားရွှေ့ပြောင်းတွေကတော့တက်ခိုင်းမှုဖြစ်ပွားခဲ့ခြင်းတွင်အကျဉ်းအောင်အဆောက်အအုံတွင်မှာ ူတီတက်ခိုက်သမားတွေကိုမတွေ့ရဘူးလို့ပြောကြခဲ့ပါတယ်။နိုင်ငံတကာဥပဒေအရစေယုံတွေအကျဉ်းဆောင်တွေကိုတက်ခိုက်ရေးအစီအစဉ်တွေအတွက်အသုံးပြုခြင်း၊လက်နက်ခဲယမ်းတွေတူလောင်ခြင်းတို့အတွက်အသုံးပြုခြင်းမရှိဘူးဆိုရင်ဒီအဆောက်အုံတွေကိုပြစ်မှတ်ထားတက်ခိုက်ခြင်းကိုတားမြစ်ထားပါတယ်။ဆီယန်နိုင်ငံတင်ဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အောက်ဆောင်သတင်းကိုတင်ဆက်ပေးပါမယ်။ရလက်ဆိုးနေတဲ့လီပါပူးမှာဖိအားအသက်မရှိဘူးလို့နီးပြဖြစ်သူအာနီဆလော့ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လီဗာဥဒင်ဟာခရစ်စတယ်ဘဲလီအသင်းကိုတုံ့ကိုကိုမရှိတဲ့အရေးနဲ့ကကာရာဘောင်းဖလားပြန်ဘက်ကနေထွက်ခွာခဲ့ရပြီနောက်အသင်းဟာလုံလောက်အောင်ကောင်းမွန်မရှိပေမဲ့ဖီအားအစ်တွေရေးမဆိုင်ရဘူးလို့လီဗျအာနီစလော့ကပြောခဲ့ပါတယ်အာနီစလော့ကပြန်ဘက်ကနေထွက်ခွာရတဲ့ရှုံးနေမှုဟာအများနဲ့ထုံးတဲ့ချက်တစ်ခုပါပဲကျွန်တော်တို့က9ဘွဲမှာ6ဘွဲရှုံးနေတာကအကြောင်းရင်းများပြားရှိပေမဲ့တဘွဲမှာလုံလောက်အောင်ကောင်းမွန်မရှိလို့ပါဒီလိုရလဒ်တွေစိုးနေရင်လီဗာဥဒင်မှာကစားတာပဲဖြစ်ဖြစ် နေပြဖြစ်ကင်တွေတာပဲဖြစ်ဖြစ်ဖီအားတွေရှိတယ်ဆိုတာသိပါရယ်ဒီရှုံးဝဲပြီးမှဘာမှပြောင်းလဲခြင်းမရှိဘူးလို့ကျွန်တော်ထင်ကြောင်းပြောခဲ့တာပါဒီပါဦးတင်ဟာခရစ်စတယ်ဘဲလီအတင်ကိုရေးနှစ်ခဲ့တာကြောင့်နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲဆောင်9ပွဲမှာ6ပွဲတည်အေးနေကအဆိုးရွားဆုံးအခြေအနေနဲ့ရင်ဆိုင်နေရတာဖြစ်ပါရယ်ပရီးမီးယားလိလက်ရှိချန်ပီယံလီပါဦးတင်ဟာဒီအာဒီမှာခရစ်စတယ်ဘဲလီအတင်နဲ့တွေ့ဆုံထားတဲ့3ပွဲစလုံးအေးနေခဲ့ပါရယ်လီဘာအိုတင်းဒီပြအာနီစလော့ဟာဒီဘက်မှာဗန်ဒိုက်နဲ့ဆာလက်အပါဝင်ဒီကကစားသမားအများပြားကိုအနာပြီးက ဘရန်ဖို့အတင်းတဲ့ဘွယ်ကပွဲထွက်လူစင်ကို10နေရာထိအပြောင်းလဲပြုလုပ်ခဲ့တာပါရုပ်တံဘောလုံးဝေဖန်သူပြည့်ဆောင်ရွက်နေတဲ့ဂျီမီရက်နက်ကလီဗာပူးတင်းရဲ့လူစင်ရွေးချယ်မှုနဲ့ပတ်သက်ပြီးဒီပြအာနီစလောကြီးမားတဲ့အမာရင်ပြုလုပ်ခဲ့တယ်လို့ဝေဖန်ခဲ့ပါတယ်လီဗာပူးတင်းရဲ့ရလက်ဆိုးတွေကြောင့်ဒီပြအာနီစလောဟာဖိအားတွေခံစားနေရပါပဲအတင်းကတော့သူ့ရဲ့ဘက်ကနေဆက်ပြီးရက်တည်နေတယ်လို့သိရပါတယ်ပရီးမီးယားလိပြိုင်ပွဲမှာလေးဝက်ဆက်အေးနှိပ်ထားတဲ့လီဗာပူးတင်းဟာဒါမဲ့လိပွဲစဉ်ဖြစ်အက်စလိုမီလာအတင်းကိုအိမ်ဝင်းရှင်ပြန်ရမှာဖြစ်ပါတယ် စီအန်နိုင်တင်းဌာနရဲ့2025ခုနှစ်အော်တိုဘာလ30ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မြို့ပပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းမှကြပါစေရှင်။